မင်္ဂလာပါဒီနေ့ပြန်လည်မျှဝေပေးချင်တာက organic ဇီလောကမှာအစွမ်းတက်တဲ့ phycoderma ဟူတဲ့ပုဒ်သက်စီအကြောင်းနဲ့အကျိုးပြုပုံအကြောင်းလေးပဲဖြစ်ပါတယ် phycoderma ဟူမြေဆွေးပြုလို့ရမှာမြန်မြန်ဆွေးမိအောင်ထည့်သွင်းသုံးပြုနိုင်တယ်လို့တိနံမြေဆောင်ယောဂနဲ့ ဘက်တရီယာယောဂါချို့ကိုလည်းထိထိရောက်ရောက်ကာဝယ်နေနိုင်နိုင်လို့ယောဂါကြောင့်တင်းငံပျက်စီးဆုံးရှုံးမှုတွေကိုလည်းကာဝယ်ပေးနိုင်ပါတယ်။နေ့စဉ်သက်တမ်းအသုံးပြုပေးမယ်ဆိုရင်မြေဆောင်မှုယောဂါချို့ကိုမိမိစိုက်ပျိုးမြေကနေအပြေးတိုင်ကင်းစင်စေနိုင်ခြင်းနဲ့တင်းငံမြေအမြင့်ကြီးထွားမှုကိုအားကောင်းစေခြင်းစတဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ဒီတော့ခရဂူဒါမမို့ကအပင်တွေကိုဘလို့အကျိုးပြုပြီး အပင်ယောဂါတွေကိုဘလို့ပုံစံနေနဲ့ကာကွယ်ပေးတာလဲလေ့လာကြည့်ကြအောင်ပါဗျာဆက်ပြီးမှခရကိုဒါမမှုရှိနေခြင်းကအပင်မြစ်တွေကပုံမှုပွားများပြီးအာဟာရတွေနဲ့ရေတွေကို ပိုပြီးဆုပ်ယူစားသုံးနိုင်ပါတယ်ပြီးတော့အပင်တွေမှာအစာ ချက်လုံမှုပိုကောင်းစေတာကြောင့်အပင်တွေကပုံမှုကြီးထွားတန်မာစေပါတယ်မျိုးစားသုံးမျိုးရတွေရောကြစေပြီးအထွက်နှုံးကိုလည်းအထူးတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ် ရာသီဥတုနဲ့ရေငက်တံခန္ဓာရေကိုလည်းမြင့်တင်ပေးပါတယ်။နောက်ထပ်ထူးခြားချက်ကဓာတ်ရုပ်ဆေးတွေလွန်ကျွန်းသုံးထားတဲ့စိုက်ပျိုးမြေတွေမှာထရိုက်ဂိုဒါမထည့်သွင်းပေးခြင်းအပြင်စိုက်ပျိုးမြေကိုလျင်လျင်မြန်မြန်ပြုပြင်ပေးတယ်လို့ဆိုပါရတယ်။အပင်တွေကိုဘလို့ကောက်ဝဲပေးတာလဲဆိုတော့ဓာတ်ရည်နီးနဲ့ကောက်ဝဲပေးသလိုသွေဝိုက်တဲ့နီးတွေနဲ့လည်းပိုယောဂါတွေနဲ့ယောဂဖြစ်စေတဲ့တက်ရှိတွေကိုဇီဝနည်းတွေနဲ့ကာကွယ်ပေးပါတယ် ယောဂါဖြစ်စေတတ်တဲ့မှုတွေအပင်တွေမှာလာခဲ့ရင်ထိုင်ကူဒါမမှုကအဲ့ဒီမှုတွေကိုအစိတ်တောက်ဖြစ်စေပြီးတော့မှုအမြင်တွေကိုတည်စေပါတယ်ဒုတိယအနည်းကတော့အပင်တွေကိုဆိုးဆိုးဝါးဝါဖြစ်စေတတ်တဲ့မှုတွေကိုထိုင်ကူဒါမမှုကဝန်းရံပြီးတော့ကပ်ပါးဖြစ်တွဲကပ်လိုက်ခြင်းပါပဲနေရာလူရင်းနဲ့အပင်တွေကိုထိခိုက်စေတတ်တဲ့မှုတွေကိုလည်းတိုက်ခိုက်ပါတယ်တွေဝိုက်တဲ့နေရာဖြင့်တိုက်ခိုက်တယ်ဆိုရင်တော့နေရာလူလေအာဟာရတွေရှင်ပြန်စို့ပြီး ပြန်မဲ့မှုတွေကိုအာရုံရော့စီတဲ့အတွက် အပင်ကိုတိုက်ခိုက်တာတွေရောကြစေပါတယ်။ဖက်ဘူဒါမကဘယ်ပဝန်းကျင်အခြေအနေမှာပဲဖြစ်ဖြစ်ရှင်သန်အားကောင်းပါတယ်။ကြီးထွားမှုမြင်ဆန်ပြီးရှင်ပြိုင်မှု အားလည်းကောင်းပါတယ်။ဒီချက်တွေကြောင့်ဖက်ဘူဒါမကိုဇီဝနီးအဖြစ်တိုက်ခတ်တဲ့နေရာမှာသုံးကြတာဖြစ်ပါတယ်။ဒါပြင်ဖက်ဘူဒါမကမြစ်ဖို့နေမတုတ်တွေကိုပါကာကွယ်နှိမ်နှင်းပေးတယ်လို့ဆိုပါတယ်။ က်ဖို့ဒါမှမဟုတ်ကမျိုးပင်ခါးရီယောဂါမြစ်ဆွေးယောဂါမျိုးတည်ယောဂါဖြူစီရီယန်ကြောင့်ဖြစ်တဲ့မျိုးတည်ယောဂါပင်ရင်ပုတ်ယောဂါတွေကိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါတယ်မြစ်ဖုန်ဒီမလုံးနဲ့ဖြူစီရီယန်ပင်ညိုယောဂါကာကွယ်နှိမ်နင်းနိုင်တဲ့ဆိုရဲကကျွန်တော်တို့ကတော့မဖြစ်မနေအသုံးပြုသင့်တဲ့ဈေးထဲမှာထည့်သွင်းမှတ်သားထားလိုက်ပါပြီခင်ဗျာပြီးတော့ဖယ်ကိုဒါမှမဟုတ်ကကောက်ယူပြောင်းယူကြံရွက် ကြံကြိတ်ဖက်မျက်နဲ့ပေါင်းမြင်တွေကို လျင်လျင်မြင်မြန်ဆွေးမြေ့စီနိုင်တဲ့အစွမ်းတက်တီလည်းရှိပါတယ်။ပုံမှန်မြေဈေးပြုလို့ရင်3လလောက်ကြာပြီမဲ့ထွေကူဒါမမို့ကိုအသုံးပြုပြီးရင်တက်လာဝန်းကျင်နဲ့အသုံးပြုလို့ရပါတယ်။အသုံးပြုမယ်ဆိုရင်တော့မြေဆွေးထဲမှာထည့်သွင်းအသုံးပြုလို့ရတယ်လို့မျိုးစိလူနေခြင်းပိုးစပိုးဖြော်ရည်ပြုလုပ်ပြီးရိုးပင်မြစ်စိမ်ပေးခြင်း စိုက်ပျိုးချိန်မှာမြေကြီးထဲထည့်သွင်းပေးခြင်းစသဖြင့်အသုံးပြုလို့ရပါတယ်။ပြည်လုံးအင်းနဲ့ပွားရုံကြီးကိုတော့နောက်ထပ်ဗီဒီယိုကလစ်တွေတင်ပေးပါမယ်ခင်ဗျာ။ဒီရင်ကတော့ရေစင်းစိုက်ပျိုးရေးမှာဖိုက်ကိုဒါမမှုမျိုးစေ့အလွဲတကူဝယ်ယူလို့ရပါတယ်။အခုနောက်ပိုင်းစိုက်ပျိုးရေးဈေးကွက်မှာလည်းအတင်ဆုံးဖိုက်ကိုဒါမကိုအလွဲတကူဝယ်ယူရရှိနိုင်ပါတယ်။ခုလက်တော်လေးလာခြင်းနဲ့ဆိုရင်တော့ ဆရာမကြီးဒေါက်တာဒေါက်တန်းသန်းစိန်ရဲ့ YouTube channel မှာဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါတယ်။အောက်က comment မှာ YouTube link ချပေးထားပါမယ်။ဒီနေ့ရောတော့ပါပဲ။နောက်နေ့တွေမှာလည်းစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရှာဖွေစုဆောင်မျှဝေပေးဖို့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးပါဦး။ဒီနံတိုက်တောင်းသူတိုင်းစိတ်မြတ်ဒီနံအတွက်တို့ပြီး ထွက်သမျှတည်နှံဈေးကောင်းရကြပါစေဗျာ။ကျေးဇူးတင်ပါတယ်။